ိတ်ကူးရတို့ရဲ့တည်တံကပါစိတ်ကူးတဲ့ပြောစရာအင်္ဂလိပ်ဝဲလာလိုက်တာဒီအိတ်ကလေးကဒီဟက်မစ်အေလီယာစိတ်ကူးရဲ့လက်ရာလေးပဲဖြစ်ပါတယ်ရှင်အယမ်းလာတော့ဒီမှာနော် အသေးစိတ်ထိုးထားတာလေးကအယမ်းလာတော့မောကလေး မွေးရဖေ့ဆိုရင်မေဤဟမ်မိတ်ကိုဟမ်မိတ်တမဟမ်မိတ်တင်နဲ့မစိမ်းဒီရစိတ်ကူးရဲ့ page လေးကိုမြင်လိုက်တာနဲ့လေလုံးဝတပုံပြီးတော့ဟဲဒီရောင်လေးလက်လက်ဟဲဟိုရောင်လေးလက်လက်လိုက်တာဟဲဒီဟာလေးလက်လက်ရခြင်းအဲ့လိုဖြစ်တဲ့အထီကိုအခုတိုင်းအခုတိုင်းပစ္စည်းတစ်ခုတိုင်းတစ်ခုတိုင်းကိုလေလက်ရကောင်းကောင်းတေတေတတ်တတ်နဲ့ထိုးထားတာမွန်ဒီတစ်ခါပဲမြင်ဘူးတည်း ဒါလည်းတော့တုတ်ဘက်လေးပေါ့နော်အရန်လှတော့ပါရှင်မောစိတ်ကူးရဲ့ TikTok account လေးကိုလည်း mention ထားပေးပါမယ်ရှင်အဲ့မှာလည်းဝယ်လို့ရပါတယ်ဒီမှာပြမယ်ဒီမှာ wallet ကလေးလည်းပါသေးရဲ့မကြီးလှလိုက်တာဒီအသေးစိတ်ကိုနော်ဒီလားဘလို့ကြီးကြီးအရန်လက်ရမြောက်တော့ပါဒီမှာဒါလေးကကက်ကလေးထဲတဲ့အိတ်ကလေးထင်းတယ်လက်ဆောင်လေးပေးရအတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်မောကအရန် ရကျင်သွားလားတအားလာတော့ဗာမောကလည်းဒီမျိုးခြိတယ်မျိုးတို့ဟမ်းမိတ်မျိုးတို့အားကြိုက်တာဆိုကြကြလက်ဆောင်လေးပြည့်ကျေးဇူးများရေးတင်ပါတယ်ရှင်ဒီရဲ့စိတ်ကူး page လေးမှာတမလို့လည်းရပါတယ် TikTok account မှာမလို့လည်းရပါတယ်ရှင် ဒီမှာချုပ်ထားဆိုချုပ်ရုပ်ချုပ်သားပြမယ်ကြည့်အတွင်းထဲမှာကြည့်လိုက်တစ်ထက်ခံထားပြရလဲလေအပန်းရောင်လေးနဲ့ကိုကလေအပန်းရောင်ကြိုက်တဲ့သူဆိုတော့ပြောမနေတော့နဲ့အရန်ကြိုက်ဒီမှာအပန်းရောင်လေးမှာဒီမှာအိတ်ကလေးကတကန့်ပါသေးတယ်ရှင်ချုပ်ရုပ်ချုပ်သားလှားလိုက်တာတက်ရက်လိုက်တာဆိုတော့ပြောမနေနဲ့ဒီမှာကြည့်လိုက်နော်ပြီးလို့ရှင်ဒီနောက်မှာလဲဒီလိုဇစ်လေးတစ်ခုအပူပါမယ် လေးတစ်ခုပို့ပါမယ်ပစ္စည်းတွေထည့်လို့ရဒီမှာစိတ်ကူးရဲ့ logo လေး handmade logo လေးမို့အရင်တော့ဒါမျိုးတွေရောင်းဘူးတယ်နော်လက်ရမလှလုံးအားကြီးလို့အရင်ပြုတ်သွားဒီမှာဒီကလေးဟိုဟိုပါလဲဟိုပါလဲအချိတ်ကလေးကလည်းတစ်ခုပါတယ်ဘယ်လိုခေါ်ရလဲမေ့သွားပြီပါဇက်ကဒီ wallet ကလေးဆိုရင်လည်းဒီမှာကြည့်အထဲမှာချိုးချိုးသားအရန်ကောင်းတော့ပဲ ဒီမှာကြည့်အဝါရောင်လေးနဲ့ဟဲချစ်ဆရာလေးဟဲဒီမှာသူကတကန့်နှစ်ကန့်တော့ပါတယ်ဒီမှာစိတ်ကူးဆိုပြဒီမှာလိုကိုလေးရတခုပါတယ် made in myanmar တဲ့လှလိုက်တာဟဲကျေးဇူးတင်ပါတယ်ရှင်ဒီလို handmade လှလှလေးကိုလုံးဝတော့ဘယ်ဟာယူလို့ယူရမှန်းကိုမသိလောက်အောင်ကိုလှတာဒါလေးစိတ်ကူးရဲ့ page လေးမှာရောအကောင့်လေးမှာရောအပေးနိုင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ကဲကျွန်မသွားပါပြီလို့ဒါလေးလွှဲပြီးတော့ 拜拜。Bye bye. <laughs>